်မင်္ဂလာပါရှင်ခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မော်လမြိုင်ကားလမ်းပေါ်တွင်ဖြစ်ပွားသည့်တိုက်ပွဲအတွင်စစ်ကော်မရှင်တပ်ဗတ်မှထိခိုက်မှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်ရန်ကုန်မော်လမြိုင်အဝေးပြေးလမ်းမပေါ်ဘီလင်းမြို့နယ်တွင်ရမန်နေ့အောက်တိုဘာ25ရက်ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်စစ်ကော်မရှင်တပ်ဗတ်တွင်ထိခိုက်သေးဆုံးမှုရှိသည်ဟုတော်လိုင်းရေးသတင်းရှင်းပြများကပြောပါတယ် ရမနီနက်9နာရီခန့်ကစ၍ဘီလင်းမြို့နယ်ဒေါက်ရက်ကြီးွာတွင်စစ်ကော်မရှင်တပ်နှင့်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်များအကြားတိုက်ပွဲဖြစ်ပွားခြင်းဟုသိရပါသည်။အဆိုပါတိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်ဘက်မှတအူးသေးဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU တပ်မဟာတပ်သတင်းရင်းမြစ်ကပြောပါသည်။သူတို့ဘက်ကတော့လက်နက်ကြီးတွေတော်တော်ကြားတဲ့အထိပြန်ပစ်တာမျိုးရှိတယ်။ဒုံဝင်းဘက်ကနေအထိကပြစ်တာပုံဒီဘက်ကထိတာတော့မရှိဘူး။အရက်သားထိတာလည်းမရှိဘူးတော့ဟုတော်လိုင်းပူးပေါင်းတပ်ဖက်မှတာဝန်ရှိသူကပြောပါသည်။ အလာတူပြီးခဲ့တဲ့အောက်တိုဘာလ23ရက်နေ့ကလည်းဘီလင်းမြို့နယ်ချောင်းဆောက်ရွာနီးရောက်လာတဲ့စစ်ကော်မရှင်တပ်လှုပ်ရှားစစ်ကြောင်းအား KNL ပူးပေါင်းတပ်များကစောင့်ကြိုတိုက်ခိုက်ရာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကော်မရှင်ဘက်မှ၄ဦးထပ်မံတေဆုံးခဲ့ကြောင်းသိရပါတယ်ပြည်လင်းမြို့နယ်တီမွန်ပြည်နယ်တွင်စစ်ကော်မရှင်ကရွေးကောက်ပွဲပြုလုပ်မဲ့မြို့နယ်များအနက်တစ်ခုအပါအဝင်ဖြစ်ပါတယ်။ထို့ရာတွင်ရွေးကောက်ပွဲကာလနီးလာသည့်နေ့အမျှနေမီစိုးမှုမှုမြင့်တင်နိုင်ရတဲ့အတွက်စစ်ကော်မရှင်ကပြည်လင်းမြို့နယ်အတွင်းရှိခြေရွာများအတွင် စီးရေလှုပ်ရှားမှုများတိုး၍လှုပ်ဆောင်လာနေကြောင်းဒေတာရင်းသတင်းရေးမြစ်များထံမှသိရပါသည်။ဆက်လက်ပြီးထန်းတပင်တွင်တိုက်ပွဲများဖြစ်ပွားနေ၍ပြည်သူများသတိပြုနေထိုင်ကြရန် PDF တိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါသည်။ဘကိုးတိုင်းတောင်ငူခရိုင်ထန်းတပင်မြို့နယ်အတွင်စေကော်မရှင်တပ်နှင့်တော်လှန်ရေးအင်အားစုပေါင်းပူးပေါင်းတက်များကြားတိုက်ပွဲများဖြစ်ပွားနေ၍ဒေသခံပြည်သူများအနေဖြင့်စစ်ရေးတရီဖြင့်နေထိုင်ကြရန်တောင်ငူခရိုင်မှတ်နှစ်တရင်ကတရီပေးထုတ်ပြန်ထားပါသည်။ အော်တိုဘလာ24ရက်နေ့နနက်ပိုင်းကစ၍ထန်းတမင်မြို့နယ်ဘုံမတီးရွာနှင့်အနီးတွင်တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပါသည်။အဆိုပါတိုက်ပွဲများအတွင်စရက်ကြီးမြို့အခြေဆိုင်ချီလင်တရင်ခါလာရ83နှင့်အနီးတစ်ဝိုက်ရှိတပ်စခန်းများမှလက်နက်ကြီးပစ်ကူခြင်း၊လေကြောင်းမှစစ်တုံးလေယာဉ်ဖြင့်ဘုံချေးခြင်းများပြုလုပ်ခဲ့သည်ဟုတိုက်ပွဲဖြစ်ပွားရာဒေသနှင့်လေးမိုင်ခန့်သာကွာဝေးသည့်စရက်ကြီးမြို့ကံတအူကပြောပါသည်။တိုက်ပွဲကရက်သွားတာတော့မဟုတ်ဘူး။မနေ့အစောပိုင်းတွင်ညနေပိုင်းတွင်ဆိုဖြစ်တန်တွေကြားရတဲ့ လေရင်တော့မနေ့ကမလာဘူး83ကတော့ပြစ်တာလက်ကုံပဲဟုဇီယက်ကြီးဒေတာခန့်ကပြောပါတယ်စစ်ကောင်မရှင်ကနေချောင်းတိုက်ခိုက်မှုများအားတိုက်ပွဲဖြစ်ပွားရာဒေတာရင်းသားမကအရက်သားများနေထိုင်လျက်ရှိသည့်ရွှာများအတွင်ပါဘုံကျဲချောင်းအစုပါဒေတာခန့်ကဆက်ပြောပါတယ်အော်တိုဘာ24ရက်နေ့တွင်လေချောင်းတိုက်ခိုက်မှုကြောင့်အရက်သားတအူတေဆုံးခဲ့ခြင်းဖြစ်ပါတယ်ထို့ရာတွင်ဇီယက်ကြီးမြို့တောင်ဖက်ချမ်း ခြေရွာများတွင်နေထိုင်သည့်ပြည်သူများအနေဖြင့်ထော်လိုင်းအင်အားစုများမှသွာလာခွင့်မပြုထားသည့်ကန့်သက်ဒေသများအဖျက်တန်းသွာလာခြင်းမပြုလုပ်ရနှင့်စစ်ကော်မရှင်တပ်၏လေချောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုများအားသတိပြုနေထိုင်ကြရန် PDF ကအသိပေးထားပါသည်လက်နက်ကြီးထွက်တန်ကြပါကလုံခြုံသောအကောက်အခွဲရှိသောနေရာတွင်လက်နက်ကြီးတန်ခွဲပြီးတဲ့အထိအကောက်အခွဲယူနေထိုင်ပေးကြရန်နှင့်လေချောင်းတန်တစ်ခုခုကြပါကထွက်မကြည့်ကြရန်အကောက်အခွဲယူနေထိုင်ပေးကြရန်ချက်မှန်ပြတရက်ခန့်အကြံပြုအပ်ပါသည်ဟုဖော်ပြထားပါသည် တိုက်ပွဲများစတင်ဖြစ်ပွားလာသည့်အောက်တိုဘာ24ရက်မှစ၍ကျန်းတပင်မြို့နယ်ပုံမှတ်တီတရက်တန်းဂျိုးပင်သာစသည့်ကျေးရွာများမှဒေသခံရာနယ်ချီဖေးလို့ရသူထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည်။ကျန်းတပင်မြို့နယ်သည်ကရင်မျိုးသားအစီအယုံ KNU နေမီတက်မှတ်ချက်အရတမဟာနှင့်တောဦးတောင်ကူခရိုင်အတွင်းပါဝင်သည့်မြို့နယ်တစ်ခုဖြစ်ပါသည်။ဆလဘီမောင်မကန်ရဲစခန်းကိုတော်လန်ရေးတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါသည်။ တနင်္သာရီတိုင်းလောင်လုံးမြို့နယ်မောင်းမကန်ရဲစခန်းကိုတော်လန်ရေးတပ်ဖွဲ့များတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးစစ်သားများထိခိုက်ဒေဆုံးမှုရှိကောင်းလက်နက်ခဲများလည်းသိမ်းဆည်းရရှိခဲ့ကြောင်းတိုက်ပွဲအတွင်းပတ်ဝန်းကျင်သောတော်လန်ရေးသတင်းရင်းမြစ်များကသတင်းဌာနကိုပြောကြားပါတယ်။ယနေ့အောက်တိုဘာလ26ရက်နေ့နံနက်ပိုင်းတွင်တော်လန်ရေးတပ်ဖွဲ့များကလောင်လုံးမြို့နယ်မောင်းမကန်ရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းတိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်မှလေရင်ဖြင့်လာရောက်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ ထိုသို့စစ်တပ်ကလေရင်ဖြစ်ပုံကျဲခုခံနေသည့်ကြားမှာမောင်းမကန်ရဲစခန်းကိုတော်လှန်ရေးတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းတိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိပြီးရဲစခန်းအတွင်းရှိလက်နက်ခဲယံများလည်းသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်။ကျွန်တော်တို့ဒီနေ့နဲ့အစောပိုင်းလောက်ကလေးကရဲစခန်းကိုဖွင့်ရောက်တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေကလေရင်တွေနဲ့ပုံကျဲတိုက်ခိုက်နေတဲ့ကြားကားကိုရဲစခန်းကိုအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။စစ်ခွေးတွေတေဆုံးလာလေရှိပါတယ်။ရဲစခန်းတွေကလက်နက်ခရိုင်တွေလည်းသိမ်းစီးနိုင်ခဲ့တဲ့ဟုတိုက်ပွဲအတွင်းပါဝင်ခဲ့သောတော်လန်ရေးသတင်းရှင်းမြစ်ကပြောဆိုပါတယ်။အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးသတင်းဌာနကအတည်ပြုနိုင်ရန်တဝက်ခရိုင်တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရှဲဖို့ရှဲတို့ကိုဆက်သွယ်မြင့်မြတ်ခဲ့ပြီးမောင်မကန်ရဲစခန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ကြောင်းကိုအတည်ပြုပြောဆိုခဲ့ပြီးဖြစ်စဉ်အသေးစိတ်ကိုထုတ်ပြန်ပြီးဖြစ်ကြောင်းပြောဆိုပါတယ်။ ဆက်လက်ပြီးအာဆီယံ၏အကျိုးဆွေးနွေးပွဲများအာဆီယံထိပ်သီးအစည်းအဝေးမှစမီနိုင်ငံခြားရေးဝန်ကြီးအဆင့်ဆွေးနွေးပွဲများစတင်နေသည့်မှာနှစ်ရက်မြောက်ရှိသွားပြီဖြစ်ပါတယ်။ထိုအစည်းအဝေးများတွင်မြန်မာရွေးကောက်ပွဲကိစ္စသည်အဓိကနေရာမှပါဝင်လာနေသည့်ရခုအချိန်အထိထိုင်းနှင့်မလေးရှားတို့မှဥဆောင်ဆွေးနွေးနေသည်ဟုသိရပါတယ်။အဓိကအားဖြင့်မြန်မာရွေးကောက်ပွဲသည်တရားမျှတပြီးပွင့်လင်းမြင်သာမှုရှိရမယ်။အားလုံးပါဝင်နိုင်မှုရှိရမယ်ဆိုတဲ့ပြောဆိုမှုများသာကြားနေရသည်။ လာမယ့်ရွေးကောက်ပွဲတွင်စေအုပ်စုမှ၎င်းတို့လိုလာသောပါတီအနိုင်ရစေရန်ပွဲမဝင်ခင်ကပင် အသေးအချာပြင်ဆင်ထားပြီးဖြစ်၍ရွေးကောက်ပွဲတွင်မတမမှုများထလုံစေရအကြောင်းမမြင်ဟုယူဆထားပြီးဖြစ်သည်အီလက်ထရောနစ်မေပေးစနစ်သုံးထား၍မဲလာတဲ့သူအရေးအတွက်နှင့်ကိုယ်စလဲလောင်းရရှိမည့်မဲများအပေါ်သာကလင်ကကြစ်လုပ်ဖို့ရှိနေသည် လက်ရှိတွင်ပြည်သူ့ဦးဆောင်ပါတီမှတက်တက်ခိုင်းသည်ကြံ့ဖို့တော်မပြီးသူပဲပြင်းပြီဆိုသောအတန်များထွက်လာ၍သူမအာရွေးကောက်ပွဲပုံမှရှစ်ခါကြီးနှင့်ညီစွန်းသည်ဆိုကရွေးကောက်ပွဲဝင်ခွင့်ပိတ်ပင်လိုက်ပြီဖြစ်သည်အဆိုပါပုံမှန်သည်နိုင်ငံတော်နှင့်ပေါကလိကတို့ပေးရန်တာဝန်များကင်းရှင်းသူဖြစ်ရမည်ဟုဆိုထားပြီးကျွေးမကင်းသူဟုဆိုလိုရင်ဖြစ်သည်အကယ်၍လေလာသူများလွှတ်ပြီးဘာမှကလင်ကကြစ်လုပ်စရာမလိုတော့သောရွှေခောက်ပွဲမှာဘာမှမယုံမသားမတွေ့ဟုဆိုကဘာဆက်လုပ်ကြမည်နည်းဆိုသည်ကအဖြေမရှိကြ ထိုင်းနိုင်ငံသားရေးဝန်ကြီးကအချက်လေးချက်ကိုအဆိုပြုလာသည်၁တည်တန့်ခိုင်မြဲသောငြိမ်းချမ်းရေးရရှိဖို့ဆွေးနွေးပွဲများဖြစ်မြောက်ရေးလမ်းကြောင်းပေါ်ရောက်ရှိရေးတစိ့တစ်ပိုင်းအဖြစ်လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးနိုင်ရန်နှင့်ရွေးကောက်ပွဲအားတရားမျှတပြီးဖွင့်လင်းမြင့်တာမှုရှိရေးတောင်းဆိုရရင်ပြီးသွားလဲဆက်လက်ဆွေးနွေးနိုင်ပြီးလမ်းကြောင်းဖွင့်ထားရန်၃အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏အပြုသဘောဆောင်သောထိတွေ့ဆက်ဆံမှုကိုထောက်ခံရန်၄အာဆီယံ၏မြန်မာနိုင်ငံဆိုင်ရာအထူးတန်တမန်၏လုပ်ငန်းစဉ်များထိရောက်မှုရှိရေးပံ့ပိုးပေးရန်တို့ဖြစ်ပါသည် ဆိုလိုသည်က၎င်းတို့အစီအစဉ်ဖြင့်စေအုပ်စုနှင့်ထိတွေ့ဆက်ဆံသွားမည်ဖြစ်သည်အရေးကြီးဆုံးအချက်အဖြစ်စေအုပ်စုရွေးကောက်ပွဲကိုအာဆီယံမှကိုယ်စားလှယ်ဆီလူရန်ကိုထောက်ခံသည်ဟုထည့်သွင်းပြောဆိုသွားခြင်းပင်ဖြစ်သည်ထို့သောကိုယ်စားလှယ်ဆီလူချင်းသည်စောင့်ကြည့်ရန်သာဖြစ်၍ရွေးကောက်ပွဲကိုအတိမတ်ပြုသည့်သဘောမဟုတ်ဟုထိထားရမည်ဟုလည်းပြောပြန်သည် အင်ဒိုနီးရှားကလည်းအတိမတ်ပြူချင်းမျိုးမဟုတ်ပဲစောင့်ကြည့်ုံတက်တက်ကိုစလေးစေလို့ချင်းမျိုးအကဲ၍တညီတညွတ်တဲ့သဘောတူညီချက်မျိုးမရရှိကအခြားနိုင်ငံများကိုသဘောနဲ့ကိုမလုံနိုင်ရန်ရည်တည်ချက်သဘောထားကိုတိတိကျကျထုတ်ပြန်ဖို့လိုသည်ဟုလည်းထည့်သွင်းပြောဆိုသွားခဲ့သည်ဆေအိုစုကတော့အားလုံးပါဝင်ရန်တောင်းဆိုနေသည့်ကြောင့်မှာတက်တက်ခိုင်အားအချိန်ကပ်၍ဖယ်ရှားပစ်လိုက်ခြင်းဖြင့်၎င်းတို့ကြီးသားအများစုအစိုးရဖွဲ့နိုင်ရေးတည်ကြသည့်ထက်တည်ချအောင်လုပ်နေပြီဖြစ်သည် ထို့အတွက်စမ်းစီစားများလိုက်ပေးရင်မဲဆွယ်နေသောကုကိုကြီးလည်းမျက်ခုံးလှုပ်လာနေပြီဖြစ်သည်ကိုစလေးဆေးလုပ်ရေးအားနိုင်ငံကောင်းဆောင်များ၏ထိပ်သီးအစည်းအဝေးများတွင်ဆွေးနွေးဆုံးဖြတ်မိဟုဥက္ကဋ္ဌဖြစ်သူမလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ဟာဇန်ကပြောပါရယ်ရွေးကောက်ပွဲမတိုင်မီအားလုံးပါဝင်သောဆွေးနွေးပွဲတရက်ဖြစ်မြောက်ရန်လိုအပ်ကြောင်းအလေးအနက်တိုက်တွန်းသည်ဟုလည်းပြောဆိုခဲ့ပါရယ်အဖြစ်နိုင်ဆုံးကတော့စောင့်ကြည့်မဲ့ကိုစလေးဆေးလို့ရည်သည်မရေမရာနှစ်သာအဆုံးသက်သွားမည်ဖြစ်သည်ထို့သောမြန်မာဤကြာဖြန့်လုပ်ငန်းများအပေါ်ပြက်ပြက်သားသားဖြည့်ရှင်းနိုင်ရေးအာဆီယံတွင်ဆွေးနွေးကြရတော့မည်ဖြစ်သည် အထူးသဖြင့်၎င်း၏နိုင်ငံသားများဒေါ်လာ7ဘီလီယံခန့်လိမ့်လေခံရသည့်အမေရိကန်သမ္မတထရန့်သည်ယနေ့ကွာလာလမ်ပူသို့ဆိုက်ရောက်လာတော်မူဖြစ်သည်။ဆေးအုပ်စုနှင့်စောချစ်သူတို့က၎င်းတို့၏ဝင်ဝေရရာရာကြောင်းစခန်းများကို Donald Trump မှဖက်စီပိနှင့်အိန္ဒိယသမုဒ္ဒရာဒေသရှိဘီယင်တင်သင်းမောများမှတိုက်လေယာဉ်များဆေးလုပ်ပြီးဘုံကျဲဖြက်စီးရန်အမိန်ပေးလိုက်ကမခတ်ပေလောဟုစိုးရိမ်နေကြပုံရသည်။ ထို့သို့ဖြစ်လာနိုင်သည်များကိုကြိုသိနေသောစေအုပ်စုကဟန်ပြနေနေပြပြီးလင်ညာရန်ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီးထိရောက်မှုမရှိဟုလုံခြုံရေးဆိုင်ရာလေလာစမ်းစစ်ရေးသုတေသီတအူကပြောပါရယ်လက်ရှိတွင်လူ900ခန့်ကိုရွှေ့ပြောင်းပေးထားပြီးအခြေအနေများငြိမ်သက်သွားပါက KK ပတ်တွင်ကုမ္ပဏီအသစ်တို့လွှဲပြောင်းပေးပြီးလောက်ကန်ရန်စီစဉ်နေကြောင်းလည်းထိုသုတေသီကပင်ထုတ်ဖော်ပြောဆိုခဲ့သည် Facebook ကလည်း၎င်းတို့ platform ကိုအသုံးချပြီးကမ္ဘောဒီးယားနှင့်မြန်မာ မှလိမ်လည်နေသည့်အကောင့်ပေါင်း12တန်းကိုဖော်ထုတ်နိုင်ခဲ့သည်ဟုဆိုပါတယ်။ကြားဖြတ်လုပ်ငန်းအားလုံးသည်တရုတ်ဩဇာခံဖြစ်နေသောမြန်မာ၊ကမ္ဘောဒီးယားနှင့်လာအိုတို့တွင်သာအခြေစိုက်လှုပ်ရှားနေနိုင်ခြင်းသည်တိုက်ဆိုင်မှုမဟုတ်သည်မှထင်ရှားလာနေပြီဖြစ်သည်။ဆီယိုဆူရွှေကောက်ပွဲအားအရှိုက်ထိုးခံလာရသလိုဖြစ်သွားရပြန်သည့်ကနိုင်ငံပေါင်း193နိုင်ငံအနက်အဖွဲ့ဝင်အဖြစ်နိုင်ငံပေါင်း183နိုင်ငံပါဝင်နေသည့် ိုင်ငံဆောင်ပါလီမန်များတမကမှမြန်မာ၏2020ရွေးကောက်ခံလွှတ်တော်အားတရားဝင်အဖွဲ့အစည်းအဖြစ်၎င်းတို့၏152ကြိမ်မြောက်အစည်းအဝေးကြီးမှအတည်ပြုပေးလိုက်ခြင်းပင်ဖြစ်သည်ဂျန်နီဖာရင်ပြုလုပ်သောထိုအစီအဝေးသို့ CRPHR ကိုစာပြု၍လူကယ်ပြန်ဝင်ကြီးထောက်တာဝင်းမြတ်၏နှင့်နိုင်ငံသားရေးဖွင့်ကြီးတော်စင်မအောင်တို့တက်ရောက်ဆွေးနွေးခဲ့ကြသည်။အာဆီယံအနေဖြင့်လက်ရှိအရေးကိုဒီအတိုင်းပြစ်ထားနေ၍မရတော့ စစ်ရဇဝဲမှုများနေ့စဉ်နဲ့အမျှကျူးလွန်နေသောစစ်အာဏာသိမ်းအဖွဲ့ကိုပဲလက်ခံပြီး၎င်းတို့ပြုလုပ်မဲ့အလိမ်ညာရွေးကောက်ပွဲကိုအတိမတ်ပြုမိလောသို့မဟုတ်က၎င်းတို့ပြုတ်ချရည်အတွက်ယခုတက်ပို့ပြီးကြိုးပမ်းမိလောဆိုသည်ကိုရွေးချယ်ရတော်မူဖြစ်သည်စေအုပ်စုသည်၎င်းတို့အပေါ်ဒုက္ခပေးလာနိုင်သည့်နိုင်ငံတကာဖိအားမျိုးကိုသာကြောက်ရွံ့တုန်လှုပ်တတ်ကြောင်းကိုသိထားသင့်ပေသည်ပြည်သူတို့၏တရားတော်စစ်မုတ်ချအောင်ရမည်